အချိန်ကိုမဖြုံအကျိုးရှိအောင်ပို့ပြီးတောင်းခြင်းမြမောက်ကာလခနာလေးပိုင်ဆိုင်ထားရမှုကိုတံမိုးအရှိဆုံးအချိန်ဖြစ်သတ်မှတ်ခါအကျိုးရှိစေရန်အသုံးချစီလိုပါတယ်။အချိန်ဖြုံးသည်ဆိုခြင်းမှာ အချိန်ကို အကျိုးရှိအောင်သုံးစရာအဖြစ်မသိသူများရှာဖွေမတွေ့ရှိနိုင်သေးသူများအတွက်ဖြစ်နိုင်ပါတယ်။ တနေ့တာဘဝကိုရွှေဖြစ်မလဲနိုင်မှာတေချင်းကိုမုံးလျင်ရှင်ချင်းကို ချစ်မြတ်လို့ရမည်ဟုယိုရှိဒါကန်ကိုက သူဤ Essays in Idleness ထဲတွင်ရေးသားထားပါတယ်ဘဝကိုတန်ဖိုးမဲ့စွာ ရှုမြင်သူများတန်မိုးရှိစွာ နေထိုင်ရမှန်မသိသူများအတွက်မူဘဝဆိုသည်မှာအလကားဟုထင်ကောင်းထင်ပါလိမ့်မယ်တန်ဖိုးဆိုသည်မှာတတ်မှတ်နိုင်သူ အပေါ်တွင်မူတည်ပါလိမ့်မယ် လူတိုင်းနေသစ်တစ်ခု ပိုင်ဆိုင်ကြပါတယ်။နေသစ်တွင်အတွေးသက်အမြင်သက်လူသစ်စိတ်သစ်ဖြင့်ရက်တည်နိုင်ရန်လိုအပ်ပါတယ်။မနေ့ကဆိုသည့်အရာမနေ့ဖြန်ဆိုသည့်အရာအလုံးကို ခေါင်းထဲမတွေးနေပါနဲ့။မျက်မှောက်ကာလအချိန်ကို အကောင်းဆုံးရင်ဆိုင်အကောင်းဆုံးပြင်ဆင်အကောင်းဆုံးလှုပ်ဆောင်နိုင်စေရန်အသင့်ရှိနေစေလိုပါတယ်။မျက်မှောက်ကာလသည် အရေးအကြီးဆုံးဖြစ်ပါတယ်။ဤကာလသည် ကိုပိုင်ဆိုင်ထားခြင်းရင်ဆိုင်ရခြင်းတိုက်ခိုက်ရခြင်းများဖြစ်ပါတယ်အနာဂတ်တွင်ဘာဖြစ်လာတော့မှာပါဟုတွေးကာငေးနေခြင်းမရှိပါလက်တွေ့ဘဝတည်းတွင်သာရှင်သန်နိုင်အောင်စ조사ကြည့်လိုက်ပါအချိန်ဆိုသည်မှာသူ့ကြီးတသက်တန်ဖိုးမရှိပါထို့အချိန်ကိုပိုင်ဆိုင်ရယူပြီးအကျိုးရှိစွာအသုံးပြုနိုင်မှသာတန်ဖိုးရှိပါတယ်တွေးတော်ချင်းသည်ကောင်းသည်ဆိုတော့လေ အတွေးတော်ရဲတွေတဏီကုံထိုင်းကအလုံးမဖြစ်လည်းမကောင်းပါအတွေးနဲ့အလုတ်ကိုဆက်ဆက်ထားပါဘာလို့ရင်ကောင်းမည်နည်းဘလို့လို့ရင်ကောင်းမည်နည်းဘလောက်လို့ရင်ကောင်းမည်နည်းဟု တွေးတော်ကြံစားနိုင်ပါတယ်သို့တော်ဘာမှမလုပ်ဖဲထိုင်ပြီးတွေးနေ၍မရပါအတွေးနောက်တွင် အလုတ်ဖြင့်အကောင့်ထဲပေါ်နိုင်အောင်စူးစမ်းသင့်ပါတယ် ရင်အရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိတ်ဆက်နိုင်ကြပါစေမင်္ဂလာချက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ